တနေ့ social media ပေါ်မှာသူများတို့အောင်မြင်နေတဲ့အကြောင်းအရာတွေကိုဖတ်ပြီးတိုင်းကိုကိုကိုအတုံးမကြတဲ့သူအဖြစ်မရှိတဲ့သူကိုခံစားရဘူးလားကိုနဲ့တတူရွယ်သူတွေဒါမှမဟုတ်ကိုထက်အသက်ငယ်တဲ့သူတွေကကိုထက်ပို့ပြီးတော့အောင်မြင်တိုးတက်ကြီးပွားနေတာတွေကိုကြည့်ပြီးတော့လဲကိုကိုကိုတင်ငယ်စိတ်ဝင်ဘူးလား သူတို့တွေကကိုနေခြင်းနဲ့ dream life ထဲမှာနေနေရတယ်ကိုကဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်သူတို့ကြတော့သူတို့လိုချင်တဲ့အရာလေးကိုလွယ်လွယ်ကူကူနဲ့ရနေကြတယ်အဲ့လိုမျိုး post တွေကိုမြင်မှများတော့ကိုကမတိစိတ်ကနေပြီးတော့ဒါ jealous ဖြစ်လာတာပေါ့နော်မနာလိုဝင်တိုစိတ်တွေများလာတယ်ပြီးတော့ကိုကပဲနောက်ကျကြံခဲ့တယ်လို့ခံစားရတယ်အဲ့ဒါကဘာကြောင့်ဖြစ်လာရတာလဲဆိုတော့ကိုကကိုကကိုသူများနဲ့တွားပြီးတော့ compare လုပ်နေလို့နှိုင်းရှင်နေလို့ဖြစ်လာရတာအဲ့လိုခံစားချက်မျိုးကိုဖင်နာတို့တစ်ချိန်တစ်ခါတော့ခံစား ားခဲ့ဘူးမှာပေါ့အဲ့ဒီလိုမျိုးကိုကသူများလောက်မတော်ဘူးလို့ခံစားရတဲ့စိတ်ကို imposter syndrome လို့ခေါ်တယ်ပြီးရင်ကိုကနောက်ကျကျန်ခဲ့တယ်ဆိုပြီးတော့ feel very left behind အဲ့လိုမျိုး mindset မျိုးဝင်နေတာကိုကြတော့ FOMO ရတယ်လို့ခေါ်တယ် FOMO ဆိုတာ fear of missing out FOMO နဲ့ပတ်သက်ပြီးတော့ fina video လေး double လောက်ထားပူပါတယ်အသေးစိတ်သိချင်ရင်အဲ့ဒီ video လေးကိုတွားပြီးကြည့်ကြည့်နော်အမှန်တမ်းပြောရမယ်ဆိုရင် life is unfair ဖင်နာတို့ရရှိနေတဲ့ဘဝတွေကတစ်ခါလေကျရင်တရားမျှတမှုမရှိဘူး။ဘာလို့လဲဆိုတော့တချို့တွေဆိုရင်ချမ်းသာတဲ့အတိုင်းဝိုင်းကောင်းတဲ့ background မိသားစုမှာမွေးဖွားလာကြရတယ်။သူတို့ဆိုရင်ပညာသင်ဖို့အတွက်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ပြီးရင်ငွေကြေးအစအစအရာရာဘာမှအပူပန်မရှိတဲ့ background မှာကြီးပြင်းလာခဲ့ရတယ်။တချို့တွေကြတော့လည်းအတန်းပညာသင်ဖို့နေနေတာသာမိသားစုစားဝတ်နေရေးအတွက်ကြောင်တဝက်တစ်ပြက်နဲ့ထွက်လာရပြီးတော့အပြစ်မှာအလုံးလုံးနေရတဲ့သူတွေလည်းရှိတယ်။ ဲ့တော့တယောက်နဲ့တယောက်ကဘဝဘေးအခြေအနေလည်းမတူကြအောင်အဲ့လိုမျိုးခန်းစားချက်ကိုဖင်နာကန်းကောင်းနားလေတယ်ဖင်နာကတဝက်တစ်ပြက်နဲ့ကြောင်းထွက်လိုက်ရတာတော့မဟုတ်ပေမဲ့ဖင်နာငငယ်ရောဆိုရင်မိသားစုစီးပွားရေးအားပြည်လဲတဲ့တည်းမပါဘူးဖင်နာဆိုရင် moderate background တော့မဟုတ်ပါဘူး poor နဲ့ moderate ဈာတဲ့ဟာအဲ့လိုအလေလက်အခြေအနေလေးမှာပေါ့နော်ဒါပေမဲ့ဖင်နာဆယ်တန်းအချိအာမြင့်မြင့်ပညာဘာကြောင့်တင်ကြားနိုင်တာလဲဆိုတော့ဖင်နာကိုကူညီမဲ့ဆရာဆရာမတွေပေါ်လာလို့ဖင်နာကိုရန်ဆယ်တန်းနှစ်နှစ်ကိုနေပြည်တော်မှာရှိတဲ့စိုးစံအထက်တန်းကြောင့် private school မှာဖီနာကိုသူတို့က statement ပေးလိုက်တာတကယ်တော့ကိုရန်းဆယ်ရန်ဆိုတာစရိတ်ကြီးတယ်ဒီ private school တွေမှာတွားပြီးထားမယ်ဆိုရင်တလကိုတဲကိုဆယ်နဲ့အထက်ပဲကုန်တယ်ကွာဒါပေမဲ့ဖင်နာမှာကိုပိုင်ထက်တန်းအကြောင်းတက်နိုင်လောက်တဲ့အထိအိမ်ကအဆင်မပြေခဲ့ဘူးဒါပေမဲ့ဖင်နာကကုညီမဲ့သူတွေပေါ်လာရဲပြီးတော့နေပြီးတော့စိုးစံကိုပိုင်အထက်တန်းကျောင်းနေပြီးတော့ဖင်နာ scholarship ပေးလိုက်တော့ဖင်နာအမှ free တက်ခွင့်ရသွားတယ်ပြီးတော့ဖင်နာရဲ့မိသားစုကလည်းနောက်ကနေတက်နိုင်သမျှပံ့ပိုးပေးတယ်ဒီလိုလေးနဲ့ပဲဆယ်ရန်ကိုအောင်မြင်ဖြတ်ကျော်လာတာ ဆယ်တန်းပြီးသွားလို့တက္ကသိုလ်တက်တော်လဲစေချောင်းဆိုတာရေးစက်ကကြီးတယ်ဟုတ်အဲ့ဒီအတွက်ကြောင့်တခြားသော scholarship တွေရဖို့အတွက်လည်း Finna စ조사ကြည့်တယ်။ Finna ဒါတွေဘာလို့ပြောပြနေရလဲဆိုတော့ Finna ကိုယ်တိုင်လည်းချမ်းသာတဲ့အတိုင်းဝိုင်းဟာနေကြီးပြင်းလာတာမဟုတ်ဘဲနဲ့ဒီနေရာထိရောက်လာအောင်조사နိုင်ခဲ့ရဆိုတာကိုအားလုံးသိစေချင်လို့ပြောပြတာ။ကြွားတယ်လို့ပုံစံမျိုးဖြစ်သွားရင်တော့ Finna တောင်းပန်ပါတယ်။ Finna မှာကြွားဝခြင်းနဲ့စိတ်လည်းမရှိဘူး။ဒါပေမဲ့အမှန်တရားကိုသိအောင်အားလုံးပြောပြပေးတာပဲရှိတာ။ အဲ့တော့ဒီညမှာ Fiona ပေးချင်တဲ့ message ကကိုကအဆင်မပြေတဲ့ဘဝနေလာတယ်ပြင်ကိုထက်တာတဲ့သူတွေကလည်းအများကြီးပဲအလွတ်တွေးပြီးတော့စိတ်ညစ်ပြီးတော့စိတ်တက်ကြနေရင်ပို့ပြီးတော့ဆိုရလိမ့်မယ်အဲ့ကြတော့မှကိုကတကယ် failure ကြာချုံတဲ့သူစစ်စစ်ဖြစ်သွားမှာ ဖင်နာကောင် motivational speaker မဟုတ်တဲ့အတွက်ကြောင့်သူများတွေအတန်အောင်ဘယ်လိုပြောပေးရမလဲဆိုတာလည်းမသိဘူး။ဒါပေမဲ့အရှိကိုအရှိတိုင်းတော့ပြောတတ်တယ်။အဲ့တော့ကိုကဒီလိုအဆင်မပြေတဲ့ background နေလာတဲ့ကိုထက်တာတဲ့သူတွေကလည်းအများကြီးရှိနေရဆိုပြီးတော့စိတ်ညစ်နေကြမှာပဲတကယ်အရှုံးတဲ့လူဖြစ်သွားလိမ့်မယ်။အဲ့တော့ဒီလိုမျိုးဖြစ်နေတဲ့ mindset ကိုဘယ်လို overcome လုပ်ရမလဲဆိုတာကိုဖင်နာတစင်ချင်းစီပြောပြပေးသွားမယ်။ နံပါတ်1ပြင်းစရာတော့ကောင်းတယ်ဒါပေမဲ့ stop comparing yourself to others ကိုကိုကိုသူများတွေနဲ့မနိုင်ရှင်တယ်ဒါလည်းပြောတာဒါလွှဲတာတကယ်တမ်းလိုက်ပြီးကျင့်သုံးမှုကခက်တယ်ဘာလို့လဲဆိုတော့အရာအလုံးကမသိစိတ်ကနေဖြစ်နေတာကိုမသိလိုက်ခင်မှာပဲကိုကတခြားသူကိုတွားပြီးတော့မနာလို window စိတ် mysterious စိတ်တွေပွားမိနေရပါတော့အဲ့တော့ကိုကိုကိုသူများနဲ့မနိုင်ရှင်တယ်ဘာလို့လဲဆိုတော့ ကိုယ်စီမှာလည်းကိုယ့်ရဲ့အားသာချက်ရှိတယ်။လူတိုင်းမှာအားသာချက်ကိုယ်စီရှိတယ်။ဒါဖြစ်နာအဲရှောက်ပြောလေတရားဘိုးသုံးဘုတ်တွေပြောနေရမဟုတ်ဘူးတကယ်။ဆိုတော့ကိုယ့်ရဲ့အားသာချက်ကိုကိုယ့်ရဲ့အားသာချက်ကဘာလဲဆိုတော့ကိုယ်တတိမထားမိသေးတာပဲရှိတာ။ဆိုပါစို့ကွာဟိုဆရာဝန်တယောက်နဲ့စိုက်ကားသမားတွေကိုတွားရှင်ပြီးတော့လေဟိုဆရာဝန်ကစိုက်ကားသမားထက်တော်ပါရဲ့တို့ဘာဖြစ်ပါရဲ့တို့အဲ့လိုမျိုးတွားပြောမနိုင်ရှင်နဲ့။ဘာလို့လဲဆိုတော့ဆရာဝန်က စိပဲကုတက်တာသူစိုက်ကားနင်းတက်လာမင်းကျုပ်လေစိုက်ကားနင်းတက်တယ်ဆိုတာဒီစိုက်ကားဆရာရဲ့ကိုပိုင်အာသာချက်ဆိုတော့ဒါသူစီမှာရှိတဲ့အာသာချက်သူစိုက်ကားနင်းတက်တယ်သူလုံးနိုင်တဲ့အရာလေးနဲ့သူအသက်မွေးဝမ်းကြောင်းပြုနေတယ်အဲ့တော့ဘသူကဘသူထက်သားပါတယ်ဆိုပြီးတော့အဲ့လိုရှင်နေရင်လေကုံတာပဲဖက်တင်မယ်အချင်းကုံတာပဲဖက်တင်မယ်ဖင်နာအတွေ့ရတော့ဗာလဲဆိုတော့ကိုကလည်းဘသူထက်မှသားမနေဘူးဘသူမှလည်းကိုထက်သားမနေဘူးအဲ့လိုမျိုးစိတ်ထားတယ် ပြီးတော့တစုံတရာအောင်မြင်မှုရသွားတာကကိုကြရှုံသွားတာမှမဟုတ်တာဟုတ်တယ်လေ तू စ조사လို့ तू ရတာလေ तू နဲ့ထိုက်တယ်လို့ तू ရသွားတာလေဒါ तू ကိစ္စလေအဲ့တော့ကိုကလည်းအဲ့လိုမျိုးအောင်မြင်မှုရချင်တယ်ဆိုရင်ကိုလည်း조사ရရနိုင်တာပဲအဲ့တော့လူတယောက်အောင်မြင်မှုရသွားတာကကိုချရှုံသွားတာမဟုတ်ဘူးပြီးတော့ကောင်းမလေးတယောက်ကောင်းလေးတယောက်လှနေတာခန့်နေတာချောနေတာကိုရုပ်ဆိုးနေရလည်းမဟုတ်ဘူးဟုတ်တယ်ဟုတ်ဆိုတော့အဲ့လိုမျိုးစိတ်လေးထားတတ်ရမယ်ကိုကိုကိုသူများနဲ့နှိုင်းရှင်တာတွေကိုရှော့ နံပါတ်1အရေးကြီးတာက know your unfair advantage ကိုယ့်ရဲ့ unfair advantage ကဘာလဲဆိုတော့သိရမယ် unfair advantage ဆိုတာအနားလည်အောင်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့အားသာချက်ပဲပေါ့ကိုယ့်စီမှာရှိတဲ့အားသာချက်ဆိုတော့လူတိုင်းမှာအားသာချက်ကိုယ်စီရှိကြတယ်အဲ့တော့တယောက်နဲ့တယောက်လည်းတူမှာမဟုတ်ဘူးဒါကြောင့်မလို့ career တွေအမျိုးမျိုးထွက်လာတာပေါ့အဲ့တော့လူနာတွေကိုစေကူရတာဝါသနာပါတဲ့သူဆိုရင်ဆရာဝန်ဖြစ်သွားတယ်ပြီးရင် engineer ဘိုင်းနဲ့ပတ်သက်တောင်စိတ်ဝင်စားတဲ့သူဆိုရင် engineer ဖြစ်သွားတယ်စာသင်ရတာဝါသနာပါတဲ့သူဆိုရင်ကျောင်းဆရာ ဆီယမားတွေဖြစ်သွားတယ်။ဒါကကိုယ့်ရဲ့အားသာချက်ကိုအသုံးချပြီးတော့ကိုယ့်ရဲ့ career ကိုရွေးလိုက်တာ။ကိုယ့်ရဲ့ unfair advantage ကလည်းဘယ်သူနဲ့မှတူနေစရာမလိုဘူး။ကိုယ်ဝါသနာပါတာကိုလို့ပြီးတော့ကိုယ့်ရဲ့ unfair advantage ကိုလည်းကံကောင်းအသုံးချတတ်ရမယ်။ဥပမာကိုကချမ်းသာတဲ့အတိုင်းဝိုင်းကနေမွေးဖွားလာတယ်ဆိုရင်ကိုယ့်ရဲ့ချမ်းသာတဲ့ background ကိုသုံးပြီးတော့ကိုယ့်ရဲ့ပညာရေးစီးပွားရေးဒီလမ်းကြောင်းတွေမှာဘယ်လိုဆက်ပြီးတော့တိုးတက်အောင်လုပ်မလဲဆိုတာကိုဆက်ပြီးစဉ်းစားသွားရမယ်။ ကိုကဗီဒီယိုတွေကို create လုပ်ရတာသဘောကျလား editing လေးတွေလုပ်ရတာသဘောကျလားပြီးရင်သူများတွေကို knowledge sharing လုပ်ပေးရတာသဘောကျလားအဲ့ဒါဆိုရင်တော့ content creator လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ video creating လုပ်တာကကိုယ့်ရဲ့အားသာချက်ဖြစ်သွားပြီးကိုယ့်ရဲ့ unfair advantage ဖြစ်သွားပြီးဒါဆိုရင်ကိုကဒါကိုကိုယ့်ရဲ့ career အနေနဲ့ဆက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ unfair advantage ကဘသူပယောကမှပါလို့တော့မရအောင်เนาะဥပမာကတနိုင်ငံလုံးကစေလီဖြစ်သွားလို့တနိုင်ငံလုံးကတကယ်မလား motivational speaker တွေဖြစ်ကုန်လို့ငါလည်းအဲ့လို live လုပ်မယ်ဆိုပြီးတော့ ဒီ video creating လောကတွေကိုဝင်လိုက်ပြီဆိုရင်ကိုကဒီလို video တွေအတိအရလဲဝါသနာမပါဘူးတင်မလား camera ရှေ့မှာ fina လိုမျိုးပေါ့နော်စကားပြောနေရလဲဝါသနာမပါဘူးဆိုရင်နောက်ပိုင်းမှာအဲ့ဒါက stress တစ်ခုလို့ဖိအားတစ်ခုလို့ဖြစ်လာလိမ့်မယ်ဒါကိုရဲ့အာသာချက်လားမဟုတ်ဘူးလေသူများတွေရဲ့ပျော်ကားကြောင့်အဲလုတ်ချင်တဲ့စိတ်ဖြစ်သွားတာအဲ့လိုမျိုးမဖြစ်စေနဲ့ကိုတကယ်ဝါသနာပါတဲ့အရာမှလုတ်ကိုတကယ်အားသာချက်ရှိတယ်ဆိုတော့ career မျိုးမှကိုကရွေးချယ်ရမှာ ဖြစ်နာဆိုရင်လည်းလွန်ခဲ့တဲ့၄နှစ်လောက်တည်းအားအင်္ဂလိပ်စာကို self study လုပ်ခဲ့တယ်။အင်္ဂလိပ်စာလေးအတင်းတင်းကောင်းသွားပြီးကိုယ်တိုင်လည်းသူများကိုသင်ပြနိုင်လောက်တဲ့အထိအချိန်နေရောက်သွားပြီဆိုတော့ဖြစ်နာ page လေးကိုစပြီးတော့ထောင်းလိုက်တယ်။ flow by fiona ဆိုတဲ့ page လေးပေါ့နော်။ပြီးတော့အမှ content sharing တွေလုပ်တဲ့ဒါကဖြစ်နာရဲ့ advantage အင်္ဂလိပ်စာရသွားတယ်ဆိုတာဖြစ်နာရဲ့ unfair advantage အဲ့ဒါကိုအသုံးချပြီးတော့ဒီ page လေး create လုပ်တယ်ပြီးတော့ရင် content sharing တွေလုပ်တဲ့သင်တန်းတွေခေါ်တယ်ဒီကနေပဲဖြစ်နာဝင်ငွေရတာပေါ့။ ဒါပေမဲ့ဖင်နာကဟာတာညံအလောက်မရှင်တော့ဟာတာဗီဒီယိုတွေလည်းမလုပ်တတ်ဘူးဒီလိုပဲထိုင်ပြီးတော့ knowledge sharing လုပ်တဲ့ဗီဒီယိုတွေပဲလုပ်တတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုပုံစံမျိုးတွေပဲလာတာပေါ့နော်အဲ့တော့ Finna ရဲ့ unfair advantage မဟုတ်တဲ့ဒီ sense of humor ဟာတညံမရှိတာကိုအရှိလုပ်ပြီးတော့လဲ Finna video တွေမလုပ်တတ်ဘူး။ဒါကြောင့် unfair advantage ကကိုယ်ပိုင် unfair advantage ဖြစ်နေဖို့အရေးကြီးတယ်။ ူများတွေလုံးလို့လဲလိုက်လို့စရာမလိုဘူးကိုဝါသနာပါတာကိုအခြေခံပြီးတော့ကိုယ့်ရဲ့ career ကိုရွေးချယ်မယ်ကိုလုံးချင်တဲ့ຢာတွေကိုလုပ်မယ်ပြီးတော့ရင်ကိုယ့်ရဲ့နယ်ပယ်မှာလဲကိုကဆရာတဆူဖြစ်နေအောင်လို့ focus ထားပြီးတော့ကြိုးစားမယ်ဒါဆိုရင်ကိုကူကိုသူများနဲ့ရှင်ပြီးတော့တိမ်ငယ်စိတ်ဝင်နေစရာလဲမလိုဘူးကိုကူကိုအပြစ်တင်နေစရာလဲမလိုတော့ဘူးကိုအခုလက်ရှိရောင်းနေတဲ့နေရာမှာအကောင်းဆုံးစူးစမ်းဆက်ရအဖြောင်စူးစမ်း ပြီးတော့ကိုအခုလက်ရှိတွေးနေတဲ့ mindset လေးတွေလည်းနည်းနည်းပြောင်းပြီးတွေးလိုက်။လူတွေအောင်မြင်မှုရတယ်ဆိုတာဒါသူတို့စ조사လို့ရတာရလာတာသူတို့နဲ့ထိုက်တန်လို့ရလာတာသူတို့အောင်မြင်သွားတယ်ဆိုတာကိုကြရှုံသွားတာမဟုတ်တဲ့အတွက်ကြောင့်ကိုလည်း조사ရင်ဒီနေ့မှအောင်မြင်လာနိုင်တာပဲ။ ဒါပေမဲ့သူများတွေလုတ်တယ်ဆိုပြီးတော့ကိုကိုကိုဖိအားပေးပြီးတော့လိုက်လုံနေကြရလဲမလို့ဘူးလူတယောက်ချင်းစီတယောက်ချင်းစီကသူတို့ဖက်တန်းလာရတဲ့ဘဝတွေကလည်းမတူကြဘူးအတွေ့အကြုံတွေကလည်းမတူကြဘူးအဲ့တော့လူတိုင်းကသူတို့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့သူတို့ရဲ့ career တစ်ခု brand တစ်ခုတည်ဆောက်လိုက်တာအဲ့ဒါကိုကိုနဲ့သူတို့တွေကလည်းဘာမှမဆိုင်မနဲ့ ူတို့ဖြစ်တယ်လို့ကိုကဖြစ်ချင်တယ်သူတို့လုပ်တယ်လို့ကိုကလိုင်းလုပ်ချင်တယ်ဆိုရင်အဲ့ဒါကကိုကိုကိုဖိအားအရန်ပေးတယ်လို့ဖြစ်သွားပြီအဲ့တော့ကိုမလုပ်ချင်တဲ့အရာကြီးကိုလည်းလုပ်နေရတယ်လို့ဖြစ်သွားတယ်အဲ့တော့သေချာစဉ်းစားပါကိုရဲ့ unfair advantage ကိုရဲ့အားသာချက်ကပါလေဒီအားသာချက်ကိုသုံးပြီးတော့ကိုဘယ်လိုမျိုး brand တွေတည်ဆောက်နိုင်မလဲဘယ်လိုမျိုး career ကိုဆက်ပြီးတော့ keep on လုပ်နိုင်မလဲဒါကိုသေချာစဉ်းစားတတ်ဖို့လိုတယ်ကဲကောင်းပါပြီဖေနာဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများကြီးရှိမယ်လို့မျှော်လင့်ပါတယ်ဒီ video လေးကိုကြည့်ပြီးတော့လည်းစိတ်ထဲမှာ ကောင်းတဲ့စိတ်လေးတစ်ခုရှင်းဖြစ်သွားမယ်လို့တော့ပြင်သာယုံကြည်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြင်သာနဲ့ချက်ပြီးတွေ့ကြပါမယ်။ Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye.